အားလုံးပဲမင်္ဂလာပါဆရာမလေးရဲ့စာဖတ်ပြမဲ့စီစဉ်လေးရနေပြီးတော့ပြန်လဲကျေဆွလိုက်ပါတယ်ဒီနေ့မှလည်းဆရာမလေးကစာရေးဆရာထိန်နဲ့ရေးသားထားတဲ့ငါတို့မှငါတို့ရှိရဲဆိုတဲ့စာအုပ်လေးတွေက ဆောင်းပါးလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်တဲ့ကြောင့်မလို့နားဆင်ပေးကြပါအောင်ရှင်ဆောင်းပါးလေးတွေမဖတ်ပြခင်မှာအရင်လိုပဲငါတို့မှငါတို့ရှိရဲဆိုတဲ့ကြပြားလေးကိုဥစွာဖတ်ပြခွင့်ပြုပါ ငါတို့မှာငါတို့ရှိတယ်အရှိနဲ့အနောက်နေနေညမတူကြပေမဲ့တို့ပြည်သူတွေရဲ့အပူအတူတူမျှဝေခံစားတို့တွေအားလုံးຫນွေဥကအမွေပေးခဲ့တဲ့တော်လှန်ရေးခီးသွားတွေပါ အနီးအနားမှာဇနီးသားနဲ့ဆွေမျိုးမိဘမရှိကြရင်လေမေတ္တာပြည့်နဲ့သွေးချင်းတွေကဘာပေါ်ကနေရအတန့်ကျေပြန့်စွာရှိနေတဲ့အကြောင်း သတင်းကောင်းပါပါစေ။စိုးရိမ်စိတ်ထိတ်လန့်စိတ်တွေးဝေစိတ်တိမ်ငယ်စိတ်အဲ့ဒီလိုစိတ်ထားတွေနဲ့အားငယ်မှုဖြစ်တဲ့အခါလုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်။ထိန်လင်း31ရက်12လ2021ဒီနေ့ဇာမလေးဖတ်ပြမယ်။ဆောင်းပါးလေးရဲ့ခေါင်းစဉ်လေးက တော်လှန်ရေးနိုင်မှာဖြစ်မယ်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။တော်လှန်ရေးနိုင်မှာဖြစ်မယ်။ပြီးခဲ့တဲ့20ရာစုဟာလေးပညာတွေတဟုံထိုးပောက်ကွဲတိုးတက်ခဲ့သလိုကဘာပေါ်မှာအကြီးမားဆုံးစစ်ပွဲကြီးနှစ်ခုနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။ကဘာစစ်ဆိုတဲ့အတိုင်းလူအသက်ပေါင်းများစွာတည်ကြည်ခဲ့ရပါတယ်။ 20ရာစုအတွင်းစစ်ပွဲများကြောင့်တည်ဆုံးခဲ့ရသူပေါင်းတန်း40ကျော်ရှိပါတယ်။တန်း40ဆိုတဲ့အရေအတွက်ဟာနိုင်ငံငယ်တစ်ခုရဲ့လူဦးရေထက်တောင်များတဲ့အရေအတွက်ပါ။မယုံနိုင်စရာတွေ့ရှိချက်တစ်ခုကပြီးခဲ့တဲ့ရာစုအတွင်းတိုင်းပြည်တွေမှာ အုပ်စိုးသူအစိုးရအာဏာပိုင်အာဏာရှင်တွေကြောင့်တည်ဆုံးရတဲ့အရေအတွက်ကတန်း100နီးပါးရှိတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ကိုပြည်သူကို ကိုအုပ်ဆိုးထားတဲ့နေမြေတွင်းကပြည်သူတွေကိုတပ်ပစ်လိုက်တာကစစ်ပွဲတွေအတွင်းတည်ဆုံးရသူအရေးအတွက်ရဲ့ငါးစားလောက်ရှိတယ်ဆိုတော့မယုံနိုင်စရာတောင်ဖြစ်ရပါတယ်။အဲ့ဒီလိုအုပ်ဆိုးသူတွေအနေအဆိုးဆုံးတွေကဆိုဗီယက်ယူနီယံတရုတ်ဂျာမနီ တူရကီကမ်ဘောဒီးယားပါကစ္စတန်ယူဂိုစလာဗီးယားမက္ဆီကို ရဝန္ဒါတို့ပဲဖြစ်ပါတယ်။ကဘာပေါ်ကအောင်မြင်တဲ့တော်လှန်ရေးမအောင်မြင်သေးတဲ့တော်လှန်ရေးများဟာအဲ့ဒီလိုဆိုးရွားတဲ့အာဏာရှင်တွေကြောင့်ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။ပြည်သူလူထုကို အကာအကွယ်ပေးရမယ့်တိုင်းပြည်ကိုကာကွယ်ရမယ့်စစ်တပ်ကလူထုအတွက် အကျိုးမရှိဘူးမလိုတော့ဘူးဆိုရင်လေတော်လှန်ရေးဆင်နွှဲရမယ့်အချိန်ရောက်ရတာပါပဲ။အမေရိကန် ဆိုရင်လည်း အဲ့ဒီတဘောပါပဲအမေရိကန်ပြည်ထောင်စုအဖြစ်စတင်မွေးဖွားမဲ့ကိုလိုနီနဲ့73ခုဟာဗြိတိရှားရဲ့လက်အောက်မှာရှိခဲ့ပြီး18ရာစုအတွင်းအင်္ဂလိပ်ဘရင်ရဲ့ကိုလိုနီနယ်များဖြင့်ဖြစ်ပြေးခြင်းသတ်မှတ်ခံခဲ့ရတဲ့နယ်ပယ်တွေဖြစ်ပါတယ်အချိန်ကြီးဆိုတာက အချိန်ခါပေါ်မှာလိုက်ပြီးညာစွာပြောင်းလဲနိုင်ပါတယ်အမေရိကန်တော်လှန်ရေးပေါ်ပေါက်တဲ့အချိန်မှာ ကိုလိုနီနယ်မြေတွင်နေထိုင်သူများကအစောပိုင်းအင်္ဂလိပ်အခြေချသူများရဲ့တတိယမျိုးဆက်လောက်ကိုရောက်နေပါပြီ။နောက်ထပ်အခြေချသူများကလည်းနယ်သာလန်၊ပြင်သစ်၊ဂျာမနီ၊စကော့တလန်စသဖြင့်အခြားသောတိုင်းပြည်များကဖြစ်တာကြောင့်အများစုဟာသူတို့ကို အုပ်ချုပ်နေတဲ့ဒီတိန်နိုင်ငံကိုမရောက်ဖူးခြားသူတွေဖြစ်ပါတယ်။ ကိုလိုနီများရဲ့ဆက်ဆက်နေတဲ့ကုန်းမြေများကိုပိုင်ဆိုင်တာက ပြင်သစ်ပါဒါကြောင့်ကိုလိုနီအစိုးရကပြင်သစ်ရဲ့ဌာနေအင်ဒရီယန်ရန်များကကာကွယ်ဖို့အတွက်စစ်တပ်ကိုဖိတိန်ကနေပေးပို့ပါတယ်ကိုလိုနီနဲ့အားလုံးကအဆအဆအရာရာဖိတိန်ကိုမိခိုနေကြရပါတယ်ဒါကြောင့်အရှိဘက်အက်တလန်တိတ်ကမ်းခြေကစိတ်ကမ်းများဟာ တင်းမောအဝင်ထွက်တွေနဲ့အလုံများခဲ့ပြီးအဲ့ဒီတင်းမောတွေကကိုလိုနီနယ်မြေအတွက်ကုန်ပစ္စည်းတွေပြင်ပကဘာကသတင်းတွေကိုတည်ဆောင်ခဲ့ကြပါတယ်။အပြန်အလှန်အားဖြင့်ကိုလိုနီနယ်မြေများဟာဗြိတိရှ်ကုမ္ပဏီများနဲ့သာ ကုန်သွယ်ရပါတယ်။ကုန်ပစ္စည်းတွေပေါ်ကကောက်ခံတဲ့အခွန်ငွေတွေလည်းပေးရပါတယ်။ဒါကြောင့်အင်္ဂလိပ်တွေဟာ ကိုလိုနီနယ်မြေကအကျိုးစီးပွား ရရှိနေပါတယ်။ဒေါ်လန်ရေးစတင်ကန်ဒီအချိန်မှာတော့ကိုလိုနီနယ်သားတွေရဲ့အယူအဆကပြောင်းလာပါတယ်။သူတို့ကို အကာအကွယ်ပေးဖို့အင်္ဂလိပ်စစ်သားတွေဘလို့အပ်ဘူးလို့ယူဆလာကြတယ်။တီးနံမျိုးစုံကိုစိုက်ပျိုးလာနိုင်သလိုကုန်ပစ္စည်းတော်တော်များများထုတ်လုပ်လာနိုင်ပြီးပြည်တိမ်မဟုတ်တဲ့တခြားတိုင်းပြည်တွေနဲ့ကုန်သွယ်ကျင်လာတယ်။ သူတို့ပါဝင်ရေးဆွဲထားတာမဟုတ်တဲ့အခွန်ဥပဒေကြောင့်ဖြီးတိန်ကို အခွန်ပေးဆောင်နေရတာကိုလည်းမပေးချင်ကြတော့ပါဘူးအထူးသဖြင့်မိုင်မောင်း၃ဆောင်ကနေလှမ်းပြီးအုပ်ချုပ်နေတာကို အလိုမရှိတော့ပါဘူးကိုလိုနီနယ်သားတွေကသူတို့ရဲ့မနှစ်သက်မှုကိုနှီးမျိုးစုံနဲ့ပြသကြပါတယ်တချို့ဥပဒေတွေကိုဆန့်ကျင်လာကြသလိုတချို့သော အခွန်တွေကို ပေးဆောင်ဖို့ငင်းဆန်ခဲ့ကြပါတယ်ဒီခါ ကျော့ဘရင်က ဥပဒေမလိုက်နာသူတွေကိုသင်ခန်းစာပေးဖို့ပြင်မာတော့တယ်။သူကအင်္ဂလိပ်စစ်သားများစွာကိုသင်္ဘောတွေနဲ့ပို့လိုက်ပြီးဥပဒေစိုးမိုးဖို့ကြိုးစားပါတော့တယ်။ဒီမှာတင်ဒေါသထွက်နေတဲ့ကိုလိုနီနယ်သားတွေနဲ့အင်္ဂလိပ်စစ်သားတွေထိတ်တိုက်တွေ့ပြီးတိုက်ပွဲတွေစတင်ပေါ်ပေါက်ခဲ့ပါတယ်။တော်လန်ရေးကိုဥဆောင်သူများဟာစင်ရဲခြင်းချမ်းသာခြင်းနဲ့မဆိုင်ဘဲ အမျော်အမြင်အသိဉာဏ်ရှိမရှိနဲ့သာဆိုင်ပါတယ်။ American တော်လှန်ရေးကိုဦးဆောင်သူတဦးဖြစ်တဲ့ George Washington ဟာတော်လှန်ရေးနဲ့ခက်ခင်းခင်းနေလို့ရတဲ့ပြည်စုံကြွယ်ဝသူဖြစ်ပါတယ်။ဧကတတောင်းဝဲကျော်ကျယ်ဝင်းနဲ့ခြံကျဲတဲ့ကအိမ်ကြီးမှာနေထိုင်ရင်းခြံနီးချင်းတွေနဲ့ပါတီပွဲတွေလုပ်ပြီးပြည့်ပြည့်စုံစုံတတရာရာရှိတဲ့ဘဝကနေတော်လှန်ရေးတဲ့ခြေစုံပြည့်ဝင်ရောက်လာသူဖြစ်ပါတယ်။ သူတို့လိုကောင်းဆောင်ကောင်းတွေကြောင့်အမေရိကန်ဒေါ်လာရေးကအချိန်တိုအတွင်းအောင်မြင်ခဲ့တာပါလက်နက်အားကိုးနဲ့အုပ်ချုပ်သူတွေဟာလူတွေကိုဖိနှိပ်ရက်ဆက်ပြပြီးအကြောင်းတရားကြီးထွားအောင်လှုပ်လှက်ရုံနဲ့ဒေါ်လာရေးတွေကို အဆုံးသတ်နိုင်မယ်လို့ယူဆကြပါတယ်အမေရိကန်ဒေါ်လာရေးအတွင်းမှာလည်းဒေါ်လာသူတွေကြောက်ရွံ့အောင်ဒေါ်လာရေးစိတ်သက်တွေကြာဆင်းသွားအောင် အမေရိကန်သူရဲကောင်းများကိုနှိတ်ကုတ်ခဲ့ပါတယ် သူရဲကောင်းများစွာတဲ့ကထင်ရှားသူတဦးကတော့နေသင်ဟေးဖြစ်ပါတယ်။နေသင်ဟေးဟာ အသက်20နှစ်ပဲရှိသေးတဲ့ကျောင်းဆရာတစ်ယောက်ပါ။ရေးသက်ကတော့ကျောင်းစင်းနေသင်ဟေးကအနေရကြီးမတ်သိရတဲ့ဗြိတိရှားတို့ရဲ့အသွင်တင်းကိုရဖို့ထောက်လန်းခဲ့သူ ဖြစ်ပါတယ်။ဗြိတိရှားတို့ကသူ့ကိုဖမ်းမိသွားပြီးတေသံပေးလိုက်ပါတယ်။ထောက်လန်းရေးလုပ်ခဲ့တဲ့သူ့ကိုမိသားစုစီ စာတကြောင်ရေးခွင်တော့မပေးပါဘူး။ဒါပေမဲ့သူ့ကိုကြိုးပေးဖို့ကြိုးခွင်းဆွတ်သူကသူ့အနာကက်လာတဲ့အချိန်မှာသူက အခုလိုပြောလိုက်ပါတယ်။တိုင်းမီအတွက်အသက်တကြောင်ပဲပေးလိုက်နိုင်တာကျွန်ုပ်ဖို့စိတ်အထီးခိုက်ဆုံးပဲတဲ့။နေတန်ဟေးကိုကြိုးပေးခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်1986ခုနှစ်စက်တင်ဘာလ22ရက်နေ့ကပါ။ ဒါပေမဲ့သူ့ရဲ့ရဲဝင်းမှုပိဆက်မှုတွေကြောင့်သူ့နာမည်နဲ့သူ့စကားကဒီနေ့အထိကြံရစ်နေတာပါမြမနှွေတွေဦးတော်လှန်ရေးအတွင်းမှာလည်းထင်ရှားတဲ့သူရဲကောင်းတွေအညာဒရသူရဲကောင်းတွေများစွာရှိနေပါတယ်ဒီသူရဲကောင်းတွေရဲ့အမည်နဲ့အကြောင်းတရားတွေကိုသမိုင်းစာမျက်နှာမှာကပီးတို့မှတ်တမ်းတင်ဖို့တော်လှန်ရေးအောင်မြင်အောင်စ조사ရပါလိမ့်မယ် နေရာဒေသကွဲပြားမှုတွေဆေးရချမ်းသာကွဲဟမှုတွေဘလို့ပဲရှိရှိ အားလုံးတစိတ်တဝန်းတဲ့လက်တွဲချီတက်ကြရပါလိမ့်မယ်ဖက်ဒရယ်ဒီမိုကရေစီ ဆိုတဲ့လွတ်လပ်မြတာတဲ့စနစ်စီအားလုံးအတူတူရှောက်ကြမှာမို့အားလုံးအပြန်အလှန်ဖေးကူရင်ဆက်ကြရအောင်ပါငါတို့မှာငါတို့ရှိပါတယ်9ရက်6လ2023 ဘူးဖက်ပြမယ်ဆောင်းပါးရဲ့နာမည်လေးကတူရီများဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်တူရီများတော်လန်ရေးတိုင်းမှာအုပ်ဆိုးသူတို့မဟုတ် အာနာရှင်နဲ့တော်လန်သူရဲ့လို့ဘက်နှစ်ဖက်ရှိနေတာကတော့ဓမ္မတာပါတော်လန်ရေးသမားတွေဘက်ကရက်တီသူ ပါဝင်သူပံပိုးကူညီသူတွေရှိသလို့ တစ်ဖက်မှာလည်းအာနာပိုင်သို့မဟုတ် အာနာရှင်ရဲ့တစ္ဆာကံတွေရှိပါတယ်။အာနာရှင်တွေက အာနာကိုခြေကုပ်ယူထားတာကြားလေလေသူတို့ရဲ့တစ္ဆာကံအင်အားစုက ကြီးမားလေ ဖြစ်တတ်ပါတယ်။ဒါကြောင့်ပဲအာနာရှင်တော်လန်ရေးမှာသူတို့ရဲ့တစ္ဆာကံတွေကို ရင်ဆိုင်ရတဲ့ပြဿနာကပါဝင်နေတတ်တာဖြစ်ပါတယ်။အမေရိကန်တော်လန်ရေးမှာလည်းမျိုးချစ်တော်လန်ရေးသမားတွေဖို့ ကိုလိုနီအင်္ဂလိပ်အစိုးရကိုတော်လှန်နေတဲ့တစ်ချိန်တည်းမှာ ကိုလိုနီသစ္စာကံတွေကိုပါရင်ဆိုင်ခဲ့ရပါတယ်။သူတို့ကိုသစ္စာကံတွေ၊ထိုရီတွေ၊ဘရင်လူတွေလို့ခေါ်ဝေါ်ခဲ့ကြပါတယ်။သူတို့ကိုသူတို့အမေရိကန်တွေလို့မြင်ပေမဲ့ဗြိတိရှ်အင်ပါယာကိုစောင့်ရှောက်ကာကွယ်ရမယ်လို့ယူဆကြပါတယ်။ဒါကြောင့်မျိုးချစ်တော်လှန်ရေးသမားတွေကဗြိတိရှ်စစ်တပ်နဲ့ သစ္စာကံတွေကို တပြိုင်တည်းတိုက်ခိုက်တော်လှန်ရတာပါ ရေးသက်ကတို့တမိုင်းပညာရှင် လီယိုနက်ဝုစ်ကသစ္စာကံတွေကို အမျိုးအစားရှင်မျိုးခွဲပြားထားပါတယ်အဲ့ဒါတွေကတော့၁အသက်အရွယ်ကြီးပြီးအေးအေးဆေးဆေးနေခြင်းသူတွေ၂တရားဝင်အစိုးရကို ပုံကန့်ခြင်းဟာမှားယွင်းတယ်လို့ယူဆသူတွေ၃ တော်လန်ရေးသမားမျိုးချင်းများကို အကျန်းဖက်သမားလို့ယူဆသူတွေ၄ဟိုဘက်ဒီဘက်ကိုမပါဘဲကြားနေအဖြစ် နေထိုင်လိုသူတွေ၅စီးပွားရေးမိသားစုနဲ့ပတ်သက်ပြီးဖြီးတိန်နဲ့အဆက်အသွယ်ရှိသူတွေ၆ဖြီးတိန်ပေးတဲ့လွတ်လပ်ရေးကိုတစ်ချိန်မှရလိမ့်မယ်လို့ယူဆထားသူတွေခုနှစ်တော်လန်ရေးကြောင့်တိုင်းပြည်မငြိမ်မသက်ဖြစ်မှာစိုးရိမ်သူတွေ 8မျိုးချစ်တွေရဲ့လုံရက်ကိုအယုံကြည်မရှိတဲ့အစိုးမြင်သမားတွေဖြစ်ပါတယ်အမေရိကန်တော်လှန်ရေးကာလအတွင်းသစ္စာကံတွေဟာ လူဦးရေရဲ့သုံးပုံတစ်ပုံလောက်ရှိကြောင်းဗြိတိရှ်ဆွဲဆောင်ကျမ်းမှာ ဖော်ပြထားပါတယ်သမိုင်းပညာရှင်တွေကတော့1985ခုနှစ်မှာ လူပြူစုစုပေါင်းရဲ့15ရာခိုင်နှုန်းမှ20ရာခိုင်နှုန်းအထိက ဗြိတိရှသစ္စာကံတွေ ဖြစ်တယ်လို့ဆိုပါတယ်။ဒီလူတွေကဗြိတိရှစစ်တပ်ကိုထောက်ပံ့ဖို့အဖွဲ့တစ်ခုအဖြစ်မစုစည်းနိုင်ပေမဲ့အများအပြားကစစ်တပ်ထဲဝင်ပြီးအင်္ဂလိပ်ဘက်ကဝင်တိုက်ကြသလိုပြည်သူစစ်လို့ကိုပိုင်းပျောက်ကြားတပ်ဖွဲ့တွေဖွဲ့ပြီးရိုးချစ်တော်လှန်ရေးသမားတွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။ဗြိတိရှအစိုးရကလည်းသူတို့ရဲ့သစ္စာကံတွေကိုမလုံးမျိုးမျိုးပေးပါတယ်။ ူတို့စစ်တပ်ကသစ္စာကံတွေကို အကာအကွယ်ပေးမယ်သူတို့ကိုသစ္စာကံနဲ့အတွက် ဆုံးရှုံးမှုတွေရှိခဲ့ရင် ရောကြီးပေးမယ်လို့ကြေညာခဲ့ပါတယ်တကယ်တော့သူတို့စစ်တပ်တွေရှိတဲ့နည်းမျိုးတွေမှာသာတစုံတရာအကာအကွယ်ပေးနိုင်တာဖြစ်ပါတယ်အာနာလက်လွတ်လာရတော့မယ်သူတွေဟာ သူတို့သစ္စာကံတွေကိုညံ့များလိုအပ်နေမှာတော့သိကြပါတယ်အမေရိကန်ဒေါ်လာရေးကာလအတွင်း ထိုရီလို့ခေါ်တဲ့သစ္စာကံတွေဘလောက်များသလဲဆိုရင်ရိုးချစ်တော်လှန်ရေးသမားဘက်ဂျမင်ဖရန်ကလင်ရဲ့သားဝီလျံဖရန်ကလင်ကလည်းထိုရီခေါင်းဆောင်ဖြစ်ခဲ့တာကိုကြည်ရင်သိနိုင်ပါတယ်။အဖေကရဲရဲတောက်တော်လှန်ရေးသမားတားကကိုလိုနီအုပ်ချုပ်ရေးမှုတစ်ဖြစ်လဲဗြိတိရှားသစ္စာကံဒါဟာအမေရိကန်တော်လှန်ရေးရဲ့နမူနာတစ်ခုပါ။ဒီလိုအခြေအနေတွေကို တော်လန်ရေးသမားတွေကဘလို့ကြော်ဖြတ်ခဲ့ကြပါသလဲမျိုးချစ်တော်လန်ရေးသမားတွေကအင်္ဂလိပ်သစ္စာကံတွေကို အနီးကပ်စောင့်ကြည့်ထားကြပြီးအဲ့ဒီလူတွေရဲ့စန့်ကျင်ဘက်လှုပ်ရှားမှုတွေမလုံဆောင်နိုင်အောင်ထိန်းချုပ်ခဲ့ကြပါတယ်ဒါအပြင် ဥပဒေတွေပြဋ္ဌာန်းပြီးသစ္စာကံများရဲ့နိုင်ငံသားခွင့်ရေးတွေရုပ်သိမ်းခြင်းပိုင်ဆိုင်မှုတွေသိမ်းယူခြင်းအခွန်တွေကြီးကြီးမားမား ကောက်ခံခြင်းများပြုလုပ်ခဲ့ပါတယ်။ဝီလျံဖရန်ကလင်ဆိုရင်လည်းမြို့ချစ်တော်လှန်ရေးသမားတွေက1986ကနေ1988အထိဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရပါတယ်။အချုပ်အနှောင်ကလွတ်တဲ့အခါတပ်ဖွဲ့တစ်ခုကိုဦးဆောင်ပြီးအင်္ဂလိပ်ဘက်ကနေမျိုးချစ်တွေကို တိုက်ခဲ့ပါတယ်။ဒါပေမဲ့1982ခုနှစ်အင်္ဂလိပ်ဘက်ကအရေးနိုင်လာတဲ့အခါပြည်ပြည့်ဖြစ် ်ပြည်တင်ကိုရောက်ရှိပြီး ကွယ်လွန်ချိန်အထိလန်ဒန်မြို့မှာနေထိုင်ခဲ့ပါတယ်။ဗြိတိရှအစိုးရက သူ့ကိုစစ်ဆာခံမှုအတွက်ပေါငွေ1800ပေးခဲ့ပေမဲ့အဲ့ဒီငွေက သူ့အိမ်ရဲ့ပရီဘောက အသုံးဆောင်ဖို့သာရှိပါတယ်။ဗြိတိရှတွေအရေးနိုင်လာတဲ့အခါသစ္စာခံတွေရဲ့15ရာခိုင်နှုန်းလောက်လူဦးရေ9000ခန့်ကဖြီတိန် ကနေဒါအစရှိတဲ့အင်္ဂလိပ်အုပ်စိုးရာနယ်မြေတွေစီ ထွက်ပြေးကြရပါတယ်။တောင်ပိုင်းကသစ္စာခံတွေဟာလည်းဖလော်ရီဒါနဲ့ဗြိတိရှပိုင်းကယ်ရေဗီယန်နယ်မြေများစီ ထွက်ပြေးခဲ့ကြရပါတယ်။တိုင်းပြည်ကထွက်ပြေးခဲ့ရတဲ့သစ္စာကံတွေကိုဗြိတိရှအစိုးရကသူတို့ပိုင်ဆိုင်မှုရဲ့38ရာခိုင်နှုန်းလောက်ရောချေးပေးခဲ့ပါတယ်။ လွတ်လပ်တဲ့တိုင်းပြည်ဖြစ်ပြီးကန့်သက်ချက်ဥပဒေတွေကို ရုပ်သိမ်းလိုက်မှသစ္စာကံတော်တော်များများတိုင်းပြည်ကိုပြန်လာခဲ့ကြပါတယ်။ဒီကတိမြမနှွေဦးတော်လှန်ရေးမှာလဲအကျန်းဘတ်စစ်တပ်ရဲ့သစ္စာကံတူရီတွေများစွာရှိနေပါတယ်။အမေရိကန်တော်လှန်ရေးကာလကတူရီတွေဖို့သူတို့သစ္စာခံထားသူတွေကကမ္ဘာအကြီးအမားဆုံးရေတပ်ကို ပိုင်ဆိုင်ထားတဲ့ကိုလိုနီအစိုးရ ထွက်ပြေးသူတွေကိုခိုးလုံခွင့်ပေးနိုင်သလို ရော်ကြီးတစုံတရာလည်းပေးနိုင်သူမြမပြည်ကတူရီတွေကိုဘသူတွေကကာွယ်ပြီးဘသူကစောင့်ရှောက်ပါလဲကိုတစ္ဆာစောင့်တည်နေတဲ့သူတွေက ကိုကျိုးရှာသူတွေလားအများအတွက်ရက်တည်နေသူတွေလားနားလည်ဖို့လိုအပ်ပါတယ်တော်လန်ရေးကတော့အချင်းချင်းဖေးကူရင်းလက်တွဲရင်းအရှိန်အဟုန်နဲ့ချီတက်နေပါတယ် တော်လှန်ရေးပြီးဆုံးချိန်ဟာအောင်ပွဲရချိန်ဖြစ်မှာမို့မလျော်ရမ်းဆွဲတွေနဲ့ခီးဆုံးရောက်အောင်သွားကြရမှာဖြစ်ပါတယ်။အာနာပိုင်ကိုသစာခံတဲ့တိုရီတွေများပြားလွန်းတဲ့အမေရိကန်တော်တော်လှန်ရေးအောင်မြင်ခဲ့သေးရင်ကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးလဲအာနာရှင်ကိုအရှုံးမပေးသေးရင်မအောင်မြင်နိုင်စရာ လုံးဝမရှိပါ။ငါတို့မှာငါတို့ရှိပါတယ်။ 18ရက်6လ2023အဲဒီနေ့မှာတော့ဆရာမလေးကစောင်းမလေးနှစ်ပုဒ်ကိုဖတ်ပြသွားတာဖြစ်ပါတယ်။လာမယ့်ရက်တွေမှာလည်းဆက်လက်ပြီးတော့ငါတို့မှာငါတို့ရှိတယ်ဆိုရယ်စောင်းလေးတွေကစောင်းမလေးတွေကိုဖတ်ပြသွားမှာဖြစ်တဲ့ကြောင့်မလို့နားဆင်ပြကြပါအောင်ရှင်။အားလုံးကိုချစ်စွများရည်တမားရှင်။